နေပြည်တော်တကြံဘုံပေါက်ကွဲမှုမှာဟာတလီရှင်တော်တရုတ်ဆောင်ဖြစ်တဲ့ဒိန်းတောင်ဒီဆုံးသွားတယ်ဆိုပြီးတော့ကနဦးတရေနေကတော့ထပ်ပေါ်လာနေပါ रे ဒိန်းတောင်ကတော့အလုံးလေးတိချပါ रे စကောင်းစီကိုအသက်လောက်ကိုးကွယ်တဲ့ရှားပါအမှုညာရှင်ပဲဖြစ်ပါ रे အခုချိန်မှာတော့မြန်မာနိုင်ငံမှာအခွဲတွေကအများကြီး꽌နေတာဖြစ်တဲ့အတွက်စစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်လူများရှိမှနော်ဒါထောက်ခံတဲ့သူကတော်တော်လေးကိုရှားတယ်အဲ့ဒီအဲထဲမှာမှဒါ ဂျင်းတောင်ကတော့တမတော်ကိုချစ်တဲ့စိတ်နဲ့ပေါ့ဗျာဘသူမျက်နှာကိုမှမထောက်ဒါတမတော်ကိုအသွေးနဲ့အသားနဲ့အားပြီးချစ်ခဲ့နော်တမတော်အတွက်ဘယ်နေရာမှာမဆိုပေးဆက်ဖို့အစင်သင်ရှိနေတဲ့ဟာတာလီရှင်နော်ရေဥဆောင်ပေးဖြစ်ပါတယ်ဂျင်းတောင်ဟာလုံခဲ့တဲ့ပတ်ကအင်တာဗျူးမှာလေဘုချမကြီးမင်းအောင်လှိုင်ကိုများစွာမျှော်လင့်ထားကြောင်းမင်းအောင်လှိုင်ကဘန်ကောက်မှာအစည်းအဝေးပွဲသွားတော့ကတရုတ်ကိုသွားတော့ကလေသွားရောက်ကျူးဆူခဲ့ပြီးတော့နော်ဒါမြောင်းလိုက်ဟာမြန်မာနိုင်ငံကိုသွတ်သက်ပြောင်းလဲဖို့တော့လှုပ်ဆောင်နိုင်မသူဦးဒီတော့ မြန်မာနိုင်ငံရဲ့ကဲတင်ရှင်ဖြစ်တဲ့ဆိုပြီးတော့တင်စားခဲ့တာလေးဖြစ်ပါတယ်ကိုဒီကောင်မှာတော့တချံမာနေပြီးတော့မှအကြီးကျယ်ပြောကြတာကိုတနိုင်ငံလုံးဝလက်တည်ပြီးသားဖြစ်မှာပါဒီပြီးတော့မှလမ်းလျှောက်တချံကအစအနောက်ချင်းမှနေကြတယ်ဒိန်းတော်ဟာနေပြီးတော့မှတချံပွဲကိုသွားဖို့အတွက်နော်တချံမတိုင်ခင်လေးလောက်အလိုကလေးကတချံကိုရောက်ရှိနေပြီးတော့မိသားစုနဲ့အတူနေပြီးတော့တချံမှာပဲအပန်းဖြေဖို့အတွက်လှုပ်ဆောင်ခဲ့တာလေးဖြစ်ပါတယ်မနေ့တချံအသက်နေမှာတော့ဒိန်းတော်တို့မိသားစုဟာ နေပြီးတော့အေရာလီသက်က သစကန်တခုတတွင်တကြံတခုမှာရင်းအောင်တို့မိသားစုပျော်ပါနေတဲ့အချိန်မှာပဲ short တိုက်တုံးနဲ့ပြစ်ကတ်ခံခဲ့ရပြီးတော့ဒိန်းအောင်ဟာဝဲချင်းပဲအသက်ပေးလိုက်ရတယ်ဆိုပြီးတော့ကိုနေဦးတင်းတွေကတော့ထော်ပေါ်လာနေပါတယ် တချို့ကတော့ဒိန်းတောင်ကမဆုံးသေးပါဘူးဒိန်းတောင်ကဒဏ်ရာပေးရခဲ့တာအခုစီယုံမှာတက်နေတယ်ဆိုပြီးတော့ဓာတ်ပုံတွေတကွာတင်လာခဲ့တာကိုလေးတွေ့ရပါတယ် online ပေါ်မှာတော့ဒိန်းတောင်ကခဏခဏသေးတယ်ဆိုပြီးတော့ပြောဆိုနေကြပါမယ်လေဒိန်းတောင်ကအခုတတိအသက်ရှင်နေသေးတာပဲဖြစ်ပါတယ်အခုတကောင်မှာတော့ဒိန်းတောင်တကယ်သေးတာလားဒိန်းတောင်သေးခြင်းကကောလာဟာလာပဲဆိုတာကတော့နောက်၄-၅ရက်မှအသိအကျကိုသိရပါမယ်နော်